မြောက်ရီမြို့မှာထိန်းသိမ်းထားတဲ့တရုတ်နိုင်ငံသားကြားဖြတ်ဝန်ထမ်း144ဦးကိုမတ်လ28ရက်နေ့ကထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းပေးလိုက်ပြီးမဲဆောက်လေရင်ခွင်ကတဆင့်တရုတ်နိုင်ငံကိုပြန်ပို့လိုက်ပါတယ်။မောင်တူးတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါမလာ28ရက်နေ့မြောက်ရီကနေကြားဖြတ်ဝန်ထမ်းတရုတ်လူမျိုး144ဦးထိုင်းမြန်မာနယ်စပ်အမှတ်1ချစ်ကြီးရေးတရားကတဆင့ မဲဆောက်လေငွေးစီပြန်ပို့ပြီးလွှဲပြောင်းလိုက်တာပါအခုဆိုရင် BGF ကတာဝန်ယူထားတဲ့ကြားဖြန့်ဝန်ထမ်း2000လောက်သာရှိတော့ဒါလို့ဆိုပါတယ်ကျွန်တော်တို့တက်ဆိုင်ရာကျွန်တော်တို့နိုင်ငံဘက်ကတာဝန်ရှိသူလက်ထက်ကိုကျွန်တော်တို့အပ်တယ်အဲကနေပြီးတော့မှကျွန်တော်တို့လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်တယ်လက်ရှိထပ်ပြီးတော့လွှဲပြောင်းပို့2000ကျော်ဒါအရွယ်ဒီအစင်းနေရှိပါတယ်အနောက်မှာကစစ်ဆေးရန်ကြံရတော့ဒါကျွန်တော်တို့နေ့စဉ်လူပေါင်း200ကျော်ကိုကျွန်တော်တို့ဌာနဆိုင်ရာတွေက နေရောညရောတောက်လျှောက်မနာတန်းစစ်စင်းနေအဲ့တော့အဓိကကတော့ကျွန်တော်တို့ဟိုဒီလုပ်ငန်းကြီးမြန်မြန်ပြပြဖို့ကတော့တက်ဆိုင်ရနိုင်ငံသီးသီးကနေပြီးတော့မြန်ဆုံးပြန်ပြန်ပြီးတော့မှအမြန်ဆုံးပြီးတော့ပြန်နိုင်ဖို့အစီအစဉ်ပေးနိုင်အောင်အကောင်းဆုံးပါဘူးကြားဖြန့် online ငွေလိမ်ခိုင်းနေကြောင်းမြန်မာနိုင်ငံတရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့အပါအဝင်ကမ္ဘာနိုင်ငံအသီးသီးမှာဒုက္ခတွေကြုံတွေ့နေကြရတာပါ ဆိုလိုချင်တာတော့ဒီလိုမျိုးလေးတွေပေါ့ဟိုဖန်ဆင်းပေးတယ်ဟိုဖြည့်ရှင်းပေးတယ်ဗာလေးတွေမရှိတော့အောင်လုပ်ပေးတယ်ဆိုတော့ဒီကျွန်တော်တို့ကြီးစိတ်တင်ပါလေလို့အားလုံးပါတယ်ပြုချင်ပါတယ်ရှင်တရုတ်မော်ဒယ်တရုတ်ဆောင်ဝမ်ရှင်းမြောက်ရီကြားပြန့်လုပ်ငန်းကနေဇန်နဝါရီလ9ရက်က ပြန်လွတ်လာခဲ့ပါတယ်အဲ့ဒီနောက်မြောက်ရီမြို့နယ်ကကြားပြန့်လုပ်ငန်းနေနာမည်ကြီးလာပြီးမြောက်ရီကိုထိုင်းကပေးနေတဲ့ပလတ်စတစ်မီးနဲ့လောင်စာဆီတွေဖေဖော်ဝါရီလ9ရက်က ဖျက်ပစ်ခဲ့ပါတယ် BGF နေကြားဆောင်တက်ကလည်းဖေဖော်ဝါရီလ12ရက်မှာကြားဖြန့်နှင်းနှီးကော်မတီစဖွဲ့ပြီးအခုလိုရှားဖွေပြန်ပို့နေတာပါခင်ဗျာ ကျွန်တော်မောင်ဒူပါ